င်ဖယ်စီအောင်မင်းပိုင်ဆိုးဖြစ်ပါတယ်။အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်26ရက်ဆယ်လ2025ကနေ10ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ဖြစ်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေ။အဲဒီတစ်ပတ်ကာလကဘလူကန်ဒီယားလေးတွေကြုံတွေ့ရတယ်လေပေါ့နော်။အဲတော့ဒီတစ်ပတ်ကာလမှာစနေသားသမီးကျွန်တော်မိတ်ဆွေတွေအရှိပုံရှိကံကြီးမားတဲ့သူတွေဆိုရင်ဝါသနာပါလို့ထီကန်ဆန်းကျင်နေဆိုတော့ထီတွေပါတွေပောက်တဲ့ကိန်းတွေရှိပါတယ်။ အဲ့တော့ထီထိုးကမယ်ဆိုရင်ဘာကနာထိုးတင်လဲဆိုတော့နှစ်အစ၄ဆုံးသို့မဟုတ်၅အစ၄ဆုံးတကွမြတကွကန်ဆန်းကြည့်ကြတာပေါ့နော်ပေါအောင်တော့လည်းတရားတို့ပါပေါ့နော်ထားပါတော့အဲ့တော့အဲကျမိုင်းနဲ့ပတ်သက်ပြီးစပြောခြင်းလို့နော်ကျမိုင်းနဲ့ပတ်သက်လို့ရှိရင်စနေသားသမီးတွေဘယ်လိုကြောင်းအလေးတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲဒီကလာမှာကျမိုင်းအညာနဲ့ပတ်သက်လို့ရှိရင်သူကသွားတဖုံနဲ့ပတ်သက်တဲ့ယောဂအလေးတွေဖြစ်တာနော်သွေးသားဓမ္မတာနဲ့ပတ်သက်တဲ့ယောဂအလေးတွေဖြစ်တဲ့ခိုင်းတွေမှာပါတယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုတော့သွေးတွေပါတယ်တိုးတက်တဲ့ခိုင်းတွေပါတော့အထူးသတိထားပေးနော် တချို့ကကြတော့အမျိုးသမီးတွေကြတော့သူကကျမကြီးရှုတော့ကပြောကြပါစို့အိမ်အောင်ရှိတဲ့အမျိုးသမီးတွေဆိုရင်ကိုယ်နေပါရက်တဲ့ကိန်းလေးရှိပါတယ်နော်ရရင်လည်းကောင်းပါတယ်ဗျာနော်ယူပေါ့တခုတော့ရှိတယ်အဲ့တချို့လေးတွေမှာချစ်လို့ရှိတဲ့သူတွေအတူတူနေကြရင်လည်းအဲယူမယ်လို့မယူရဲပဲနဲ့ရုတ်တရက်ထပြီးတော့ကိုယ်နေပါရထားရတဲ့ကိန်းလေးရှိတော့သတိထားပါနော်အဲ့ဒါကြရင်အရှိတူကခါနောက်ဆုံးကခါနဲ့နောက်ဆုံး abortion တွေပါလေလုပ်တဲ့အနေအထားမျိုးတွေကြုံရတော့မကောင်းဘူးပေါ့လေနော်ဒါမျိုးတွေမဖြစ်အောင်ကြိုးရင်းကာကွယ်ပါခင်ဗျာနော်အဲ့တော့ကျမကြီးညတို့ဆေးရုံဆေးခွက်နေပါလေပြမယ်ဆိုရင် ဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြအောင်ကြပြပြနော်အဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြရမယ်နော်အဲပဖဖဗမာနဲ့စားတဲ့ဆေးုံဆေးကနေပဖဖဗမာနဲ့စားတဲ့ဒီကျန်တာပရိနဲ့စားတဲ့ဆီအောင်နဲ့ပြမယ်ဆိုရင်အနာနဲ့ဆေးနဲ့အမြဲတမ်းတိုးပြီးတော့တက်တာပျောက်ကင်းနေမယ်နော်အဲရှင်းဖို့ရှင်းကကြီးမာတဲ့အဲစနေသားသမီးတွေပေါ့နော်အဲ့ဒါမှာအစိုးရဝန်ထမ်းတွေတာပါခဲ့မှဆိုရင်ဒီကလာမှာနိုင်ငံတော်အကြီးအကဲယာရုတွေရရှိပိုင်ဆိုင်ပြီးတော့ယာရုကုံသတင်းတွေပို့ပြီးတိုးတက်အောင်မြင်မယ်ဆိုတဲ့ကိစ္စမှာပါပါတယ် ဒီကလာကစနေသားသမီးတွေတော့တစ်ဖက်မှာကောင်းတာတွေများတယ်လို့တစ်ဖက်မှာလည်းစက်ညစ်မလေးတွေရတဲ့လေတွေရှိတယ်သူကအဆိုးကောင်းတစ်ခုယောနေတာတွေ့ရတယ်အဲ့တော့ယာရုတို့ဆောင်ဝဲဖြစ်ထားတဲ့သူတွေဆိုရင်ဒီကလာမှာယာရုတို့တက်တဲ့ဂိမ်းရှိတယ်ယာရုတို့အောင်မြင်တယ်ပေါ့နော်ပြီးတော့ခုနကယာရုတို့ပြီးတော့နိုင်ငံတော်အကြီးအကဲတွေရမယ်တချို့အာခါသာအာခါသာသမားတွေဆိုရင်ဒီကလာမှာလည်းအဲဆုတစေတွေရရှိပိုင်ဆိုင်တဲ့အခက်အခဲအကြက်တွေတွေဂျာတွေကနေအောင်မြင်မှုတွေရတယ်ရှင်ပြိုင်တိုက်ခိုက်ပြီးရတဲ့အနံ့ရမှုလို့ခေါ်တဲ့သူက ကောင်းပါလေဗျာနော်ထက်လိုက်တတန်ရတတ်တဲ့ဂိမ်းပါတယ်အဲ့တော့ရတူတိုးချင်တဲ့သူတွေမျောနေတဲ့သူတွေဒီကလာမှာမျောနေလို့ရပြီဆိုတော့လေအကြောင်းကြားချင်တယ်ဗောနော်အာကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုလို့ရှိရင်တော့လေဒီကလာမှာစက်တူရှယ်ယာလုပ်ငန်းတွေလောက်ရတတ်တဲ့ဂိမ်းရှိတယ်လုပ်ဝင်လဲတင်တော်တယ်ကိုပိုင်စီဝါတခုစတဲ့အကောင့်နဲ့ဖော်မယ်ဆိုအကောင့်သုံးတော့ကလာပဲလက်ရှိလုပ်နေတဲ့လုပ်တွေကိုထပ်ပြီးတိုးချက်ချင်တဲ့စာရင်းသစ်တွေထပ်ပွင့်ချင်တဲ့ကုမ္ပဏီရုံးဝယ်တွေထပ်ပွင့်ချင်တယ်ဆိုလဲဖွင့်လို့ရတဲ့ဂိမ်းတွေမှာပါတော့အရန်ကောင်းတာဗောနော်ခီးသွွားလုပ်ငန်းတွေလုပ်မယ်ဆိုတာအကောင့်နဲ့ဟိုတယ်တခုကန်တို့ခီးသွွားလုပ်ငန်းတို့ပြည်တွင်းပြည်ပခီးသွွားလုပ်ငန်းတို့ကစား အရင်အရင်အကျိုးပေးတဲ့ကာလတည်းမှာပါနေပြီလှုပ်ဖြစ်အောင်လှုပ်ပေးပါဝန်ထမ်းတွေလာဖြစ်ခဲ့မှာကြတော့ तू ကဘာဖြစ်တယ်လဲမင်းဝန်ထမ်းဆိုတဲ့ခါမှာဒီပုဂ္ဂလိကဝန်ထမ်းတွေတော်တော်များများဒီကာလမှာကြတော့လက်ရှိလုပ်တဲ့အလုပ်တွေကနေမလုပ်ချင်တော့ဘဲနဲ့ပြောင်းရင်ရှုပ်ရင်ထွက်ချင်တဲ့စိတ်တွေပေါ်လာတတ်တဲ့ခင်ရှိတယ်ထွက်ရင်ကောင်းမှမလားလို့စဉ်းစားနေတဲ့သူတွေရှင်နောက်အလုပ်တစ်ခုဘိုင်းနေတာရထားတယ်ဆိုရင်တော့ထွက်ပါထွက်လို့ရတဲ့ခင်တွေမှာရှိတယ်နော်အဲ့ဒါနောက်လုပ်ပြောင်းလုပ်ပေါ့ကိုယ်ပိုင်စီးပွားရေးတစ်ခုအဲထွက်ပြီးတော့အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့သင့်တော်တဲ့ကာလတည်းမှာဖြစ်တော့နောက်ဆက်မတင်မှာနဲ့ရဲဝင်းဝင်းရှစ်တို့ပြီးလုပ်ဖြစ်အောင်လုပ်ပေးပါ အရေးကြီးတာမှညာတစ်ခုရှိတာကဒီကလာမှာတမအစည်းအဝေးချမ်းသာနဲ့လောက်ကန်နေတဲ့စနေသားသမီးတွေဆိုတော့ဘာမှမဖြစ်ဘူးအဆင်ပြေတယ်သို့တော့မင်းအစိုးရအနေနဲ့ပတ်သက်တဲ့ကိစ္စတွေဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စတွေလောက်ကန်နေတဲ့သူတွေဆိုရင်တော့ဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးအမင်းမြန်းကြုံရတဲ့ကိစ္စတွေရှိတယ်အဲဆိုကြပါစို့တချို့လောင်းစားနဲ့လောက်တဲ့သူတွေပြောဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးခံရတာတွေဒါဥပမာပြောပြတာပေါ့နော်တချို့ဝန်ထမ်းတွေတော့ဖြစ်ခဲ့တယ်သို့တော့အဲအချင်းမဲ့ချသားတာတွေဖြစ်သေးတခြားကိစ္စတွေကြောင့်ဖြစ်သေးပေါ့နော်အဲ့ဒါမျိုးတွေကျူးလွန်မှုတဲ့သူတွေဆိုတော့ တိုင်သာပြစ်စာလေးဂျုံရတာအဖမ်းဆီးချုံအောင်ဖြစ်တာရာထူးကြတာမျိုးတွေဆက်ရှင်မဲ့သွားဖြစ်တတ်တဲ့သူကသူကအမားလို့လို့မရဘူးမန်အောင်လို့လို့ရှိရင်တခြားဘောက်ထိုက်တန်တာရရှိပိုင်ဆိုင်ပါလိမ့်မယ်ဗျာနော်အဲ့တော့ဒီကလာမှာတခုလုံးမဲ့ကြိုင်မယ်ဆိုရင်ကြာပါပြီသားသမီးတွေနဲ့ပူတဲ့တိုင်ပြီးတော့လှုပ်ဖြစ်အောင်လှုပ်ပေးလူရင်းလူယုံတွေဒုက္ခပြီးတော့ဘသူဘသူမှမယုံရင်ပို့ပြီးတော့ကောင်းမယ်နော်တချို့ဒီကလာမှာရှူတဲ့ပစ္စည်းတွေအဝင်မတော်ဘူးရှိတဲ့ရှူလေးတွေလက်စွပ်လေးတွေပျောက်တာရှတာအပေါင်းရောက်လာရောင်းထုတ်လာမျိုးလေးတွေဖြစ်တတ်တယ်နော်အဲဂယူတစ်ချက်ဆိုင်ပြီး ပတ်သက်နေပါရမယ်ဆိုရင်တော့မြေတွေပါတွေဝယ်ဆိုင်တွေပါတွေဝယ်အဝင်တော်တယ်ကားတွေပါတွေဝယ်ခြံတွေပါတွေဝယ်အဝင်တော်တယ်ဗျာနော်အဲ့ဒီလုပ်ငန်းတွေကိုယင်းနှမြုံနှံပြီးလုပ်မယ်ဆိုတော့တအားကောင်းပါတယ်ဗျာနော်ပြည်ထောင်နေပတ်သက်လို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုဘူးစနေသားသမီးတွေဒီကလာမှာဆောင်ဝယ်ဖြစ်ရင်အောင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်အဲ့ဒီသာရှောက်တဲ့သူတွေလည်းဒီကလာမှာရပြီဆိုတဲ့သတင်းစကားလေးတွေပဆိုးလို့လည်းအဆင်ပြေပြီဆိုတဲ့သတင်းစကားလေးတွေကြုံရကြားရတယ်နော်အဲ့ဒါလိုရတဲ့စားစံတွေကိုဒီကလာမှာအပြည့်အစုံဖြစ်စီပါအဆင်ပြေပါတယ်တော်မှုကြည့်တဲ့ဆက်ပစ္စည်းတွေဘာတွေဝင်တဲ့ကိန်းရှိတယ် တချို့အမျိုးသမီးလေးတွေဆိုရင်စိတ်နဲ့စုံနဲ့လက်ထပ်ခွင့်တောင်းခံရတာမျိုးတွေအရစဂျုံဝတ်တဲ့ကိစ္စမှာပါတော့ဝမ်းသာဖို့တော်တော်လေးကောင်းတယ်နော်တောင်ဝကြီးတဲ့ဆက်ပစ္စည်းတွေတချို့ကဖုန်းတို့လက်တော်တို့တချို့ကဆိုင်ကယ်တို့ဆက်ဘင်းတို့တီဗီတို့စသည်အဖြစ်ပေါ့ဒါတွေအစားဝန်လာတဲ့ကိစ္စတွေရှိတယ်အဝင်တော်ပါတယ်ကနော်အဲ့မှာတုံးနေတဲ့အလျက်စိတ်ပစ္စည်းတွေပြက်တာရှတာအဲ short ဖြစ်တာလူတွေဖြစ်လို့ရှိရင်တော့အများဆုံးလဲလဲပြီးပေါ့အဲ့ဒါတွေကတော့အញ្ញံအခက်တွေကြုံသေးလို့နော် ဖြစ်တဲ့ကိစ္စရှိတယ်ကို့အနီနာပတ်ဝန်းကျင်တို့မဟုတ်ကို့အနောက်တောင်တောင်ရက်မှာမီးလောင်တာမီးလန့်တာမျိုးတွေကြုံရတဲ့ကိစ္စရှိတယ်တတိထာနော် ကိုယ်တိုင်နဲ့လျှက်စစ်မီသုံးဆွဲတာတွေဂတ်ဦးတွေပါရေးသုံးဆွဲတာတွေဆိုရင်တစ်ချက်သတိထားပဲမီလာမလာရှော့ဖြစ်တာပေါက်ွက်တဲ့အရာလေးတွေကြောင်းရတဲ့ gain ရှိပါတယ်ကြက်မိုင်ရှူတော်တခုကပြောမယ်ဆိုရင်တော့ဒီကလာမှာသွာလာလှုပ်ရှားလို့ရှင်ထိမိခိုက်မိအက်ဆီဒန့်ဖြစ်တဲ့ gain ရှိတော့သတိထားပါလို့ထက်တယ်လည်းအကြံပေးချင်တာပေါ့နော်မွန်ရော်လေးမနဲ့ခီးသွားတဲ့ကောင်းသောခီးသွားတဲ့ပြည်ပခီးနံညခီးသွားတဲ့လိုပြည်တွင်းမှာလည်းအပျော်ပါခီးတို့ဖျားဘူးခီးတို့မင်္ဂလာခီးတို့နဲ့ကောင်းသောခီးတွေသွားတဲ့ gain ရှိတော့ဝမ်းသာဖို့ကောင်းတယ်ပြေနော်အဲ့လိုဖျားဘူးခီးတွေပါတယ်ထွက်ပြေးအောင်ထွက်လိုက်စမ်းပါဗျာ နော်ထွက်ပြီးတဲ့နောက်မှာအမရန်စမ်းပွင့်ပြီးလက်လာပါလေဒီရီလာတိုးပွားလာမှလေးတွေမြင်ရတယ်ဒီလိုတက်အသက်ရကြီးနေတဲ့သူတွေဆိုဒီကလာမှာဘုရားကရာဖရားဘုဒီကြာတာပြည့်နာနဲ့စားတဲ့ဖရားတို့နော်အဲ့လိုမျိုးတွေအစားသွားလာတာလေးတွေအစားဖြစ်တတ်တယ်ပေါ့နော်သွားရင်လည်းတော်တော်လေးအားကောင်းတယ်နော်အော်နိုဘာလာ26ရက်29ရက်29ရက်30 31နိုဝင်ဘာလာ1ရက်အဲ့ဒီရက်တွေမှာတော့အမရန်ကန်ကောင်းတယ်ဗျဟိုဘယ်လိုပြောမလဲတချို့အဆုံးရှုံးထားတဲ့ငွေကြီးတွေအဲ့ကလာမှာပြန်ပြီးရရှိတာမျိုးတွေဖြစ်တတ်တယ် ရည်သားဟောင်းတွေကိုမမေ့နိုင်တဲ့သူတွေအဲ့ကလာမှကိုယ့်ကိုပြန်ဆက်သွယ်တာလေးတွေအိမ်တော်ဟောင်းကငါမပါပြီဆိုပြီးတောင်းပန်ပြီးကိုယ့်စီပြန်လာပြီးပြန်ပတ်တရာမျိုးတွေကစာကြံဝတ်တဲ့ဂိမ်းလေးတွေရှိတယ်။ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအစ်စ်တွေရတတ်တယ်။ရှိတဲ့သူတွေလည်းအဲ့ကလာမှမင်္ဂလာပွဲတွေကျင်းပတာစိတ်သက်ကြောင်းလာတာမျိုးတွေတွေကစာဖြစ်ပြီးတော့ခီးကောင်းသွားတဲ့ဂိမ်းလေးတွေလက်လာပါပွင့်သွားလိမ့်မယ်။ဆိုတော့အဲတော်တော်လေးအားကောင်းတာပေါ့အဲ့ရက်ပိုင်းကအောင်တော်ဝါလာ28တရက်ကတော့အညံ့လေးတွေရှိတယ်သတိထားပေါ့လူရင်းလူယုံဒုက္ခပြတတ်တယ်နော်အဲဘယ်သူဘယ်သူမှမယုံနဲ့မင်းဆိုးရတယ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေညှိစုံပြီးတော့အဖန်စီအစစ်စစ်အမင်းခံတဲ့ဂိမ်းလေးတွေရှိတယ် မပေါ့နဲ့နော်ထိမိခိုင်မိဒုထတန်ရောဖြစ်တယ်လို့အဲ့တော့ကန်ဒီယာရဲ့ထောက်မမှုအပြေဝရအောင်အဖြူရောင်အနီရောင်ပန်းရောင်ကြက်တရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါဒီကလာမှာပတ်သက်တဲ့သူတွေကနေတနင်္လာတောက်ကြလေးတွေဒုက္ခပြီးတော့အထူးသတိထားပေးနော်မင်းမျိုးပန်းရောင်စုံဗရိမနိုင်ပန်းရောင်စုံတစ္ဆပန်းရောင်စုံတစ်ခွပန်းစသည်အဖြစ်အဲ့ဒီပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖရားမှာဖရားပန်းကရပဲဖြစ်စေအနေရဲ့ကနေမှာအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်စေနော်ပြုလို့တုံဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့တွေကိုကင်ပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင် ရရလေးခြေကြရအောင်ရရရနေနဲ့ဘာလုပ်ရမလဲဆိုတော့စီတမင်းအပေါ်လေးကိုပေါက်ပေါက်လေးဖြူပြီးတော့မြက်စွာဖျားမှာဆုံးကက်လူပြအောင်ကက်လူပြရမယ်အလိုရှိရလေးစနာပြူစုတော်ခြင်းအဖြစ်အလိုရှိရလေးတွေပြေဝသွားလိမ့်မယ်ဒါအပြင်ညက်နေဆောင်လေးတစ်ခုမှာဆက်ကူလေးကိုဆက်ကူထဲမှာထက်ညက်ခဲလေးဆက်တခဲကိုထုတ်ပြီးတော့လမ်းဘေးရခိုးလေးတွေကိုပြစ်ကျွေးပြီးတော့ကြုံရတဲ့အညံ့တွေကင်းပါပါစေဆိုပြီးတော့တိုင်တဲ့စုတော်ခြင်းအဖြစ်အညံ့အခိုက်တွေဧကံမုတ်ချပြေပြောက်တော့ပါလိမ့်မယ်စံနေတန်းသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းဝေး